ေးဇူးတော်ရှင်အကမဟာပန္တိတအဘိဓဇမဟာရထဂုရုမောဂုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မယုံကြည်ပေါ်တွင်23ရက်12လ1960ခုနှစ်၌ကျောင်းမကြီးဒေါ်တင်လှနှင့်ယောဂီများအားအထူးဟောကြားဆုံးမတော်မူအပ်သောခန္ဓာ၅ပါးကာနာတိပင်တရားတော် ခန္ဓာ၅ပါးခန္ဓာ၅ပါးရှိတယ်သူတရားနာနေကြတာခန္ဓာ၅ပါးလို့မှာအဲ့ဒီခန္ဓာ၅ပါးဟာဘာနဲ့တူကြရောလို့မေးတဲ့အခါကြတယ်ချင်းကန္နသက်ပင်နဲ့တူတယ်လို့မှတ်ထားရအောင်ခန္ဓာ၅ပါးဘာနဲ့တူကန္နသက်ပင်နဲ့တူပဲ မနငါဘကဏ္ဍသပင်နဲ့တူတယ်လို့ဒီလိုချက်ကြမှတ်ထားကြပါကဏ္ဍသပင်လို့ဆိုတော့ရေစီးပြီးဒီကလာနေပါတယ်ရေကစီးပြီးဒီကလာနေတော့ရေတကနေရင်တိုက်နေရင်တိုက်နေတော့အမိကတော့ဖြင့်တခိုင်ကြမြဲကြမရှိပါဘူးရေကတိုက်တိုက်သွားတယ်နဲ့သို့တော်လဲသူ့ကိုင်းနေလက်တွေကတော့ရေပေါ်မှာ အပြားတွေဘာတွေထိကမ္ဘောဇီကနေပြီးပေါင်းများသလဲအမြင့်ရေစားတဲ့ခါကျတော့ရေထဲကြီးပဲပင်တွေကကိုင်းကိုင်းတဲ့ခါကျလို့ချင်းရေနဲ့ထိတာလည်းရှိတယ်မထိတာလည်းရှိတယ်။ဟောကဏ္ဍသပင်ပေါက်ပုံကဒီလိုပါလားလို့မှတ်ထားရမယ်။အဲတော့ကဏ္ဍသပင်ပေါက်တဲ့ဇာတိမြင့်ကတော့အခြေအနေမရှိပါဘူး။ မြင့်ကတော့ခြေနေမရှိပါဘူး။ကိုင်းတွေကသာမြစ်သေးဝဲပြီးဒီကလာနေတာပဲ။အဲဒီမှာကုထုဇဉ်သရဝါဆိုရရှိပါတယ်တဲ့။ကုထုဇဉ်ဆိုတာကုတရားနာနေတဲ့ပုဂ္ဂိုလ်လေး။အဲဒီပုထုဇဉ်တွေကကိုတဏှာနဲ့ကိုဆူတောင်းပြီးမျောလာတယ်နဲ့သူပဲ။လူဘွာရောက်ပါလေဆိုတော့လူခဏငါးဘကဏ္ဍသဘင်နဲ့သွားတွေ့ လူခန္ဓာငါးပါးကဏ္ဍသဘေနသွားပြီးဒီကလာတွေ့လိုက်ပါလေတွေ့တဲ့ကာကြရကြရဒုက္ခနာရဲ့လို့သူကသူပစ္စည်းရဲ့လို့သူဟာရဲ့လို့အောက်မိတာပဲသူကမျောလာတာကတော့သံသယကရှည်ကြီးကိုတဏှာရေမျောတာနဲ့မျောလာကဏ္ဍသဘေကတဏှာရေမျောတဲ့ကံပဲမှပောက်တယ်လို့အားလုံးမှတ်ထားကဏ္ဍသဘေကတဏှာရေအောက်ကတဏှာရေကမျော ကနသပင်ခန္ဓာငါးပါးကြီးကဘေးကနေပေါက်နေတယ်လို့ဒေချာမှတ်ပါရှင်းမလားဒီကတဏှာရေကနသပင်ကခန္ဓာငါးပါးရေကဘာရေပါလဲအဲ့ဒီတဏှာနဲ့ဆူတောင်းပြီးတကလာတဏှာတစ်ပါးစီဆူတောင်းရင်မတ်တန်နဲ့မျောလာပါတယ်တဲ့မျောလာတာဒီ ခန္ဓာ၅ပါးဒုက္ခန္ဓာ၅ပါးပါပဲကဏ္ဍတယ်ဒါရီအငါးကြီးကိုးစားရတယ်ပဲအားထားရတယ်ပဲလို့ဒီစိတ်ထဲမှာအောင်မိတယ်ကောင်းငယ်ပြီကလည်းတဏှာရဲမျောလာတဲ့သံသယခီးတယ်ဟာတဏှာမျောလိုက်လို့မျောလာတယ်မင်းတို့ဆူတောင်းလိုက်တာဘိုးဘွားမျောတယ်တဏှာမျောတာနဲ့မတူဘူးလားဘိုးဘွားဒီဘွားရောက်ပါလေဆိုတာတဏှာရဲကနေတဏှာနဲ့ဆူတောင်းလိုက်တာတဏှာမျောရကို မျောရဘူးလားမျောတော့ကဏ္ဍသက်ပဲ၅ပါးဆိုတာနဲ့သွားတော့ပြီးမတွေ့ဘူးလားလူကဏ္ဍ၅ပါးနတ်ခဏ၅ပါးမြမခဏ၅ပါးအဲဒီကဏ္ဍ၅ပါးကဏ္ဍသက်ပဲနဲ့သူလူအတူသွားတော့ဖြစ်တယ်လို့မောင်ဖြည့်စင်မှတ်ရမှန်ပါဘူးဒါရရောက်ရမှာပဲသူများလည်းခြေနဲ့လက်နဲ့ကောင်းတယ်မကောင်းတယ်ပဲကွာလုံစားမကွာဘူးလူထင်ရမလို့ကွာငါငါငါကြမ်းမှာသာပဲကွာ ဆိုတော့ဒီခန္ဓာငါးပါးကဏ္ဍသဘင်ကိုမွန်တွန်းတယ်လို့ဒီစစ်စင်းတို့ဉာဏ်လာတယ်လို့ဒီကသွားသွားအားကိုမှန်ပါမကိုးပဲဘူးကိုးပါဘူးပါကိုးရည်ရေတဲ့မြောက်လာတဲ့ဒဏ္ဍဒဏ္ဍရေတဲ့မြောက်လာတဲ့သံသရာခီးတယ်ကခိုင်လိုက်မယ်မြဲလိုက်မယ်ထင်ပြီးဒီခန္ဓာငါးပါးအားကိုတယ်နဲ့တူတယ်မှန်ပါဒီခန္ဓာငါးပါးအားကိုတယ်နဲ့တူတယ်သဘောကြကြလားမှန်ပါသောကန္နငါးပါးကမင်းတို့သိပြီးသားအတိုင်းပါတဲ့ ကာဏသစ်ပင်လို့ပြောထားရကမခိုင်မှုမမြဲဘူးမတည်တံမှုအစိုးမရဘူးမပိုင်ဆိုင်ဘူးဆိုတဲ့အတိတ်ပဲကရှင်းနေပါလေဒါကြောင့်ကာဏရဲ့ခရီးကလည်းခရီးတွေပြည့်ပြီးကြတယ်ရေမျောသမားဖြစ်နေတော့ဒီကာဏသစ်ပင်ကြီးပဲမရှိစိန်လို့တဏှာတွေလူတွေကအခုချိုက်နာချင်းနဲ့ပဲလက်နဲ့ပဲရပြလည်းသွားနေတာပဲငါလည်းသွားနေတာရပြလည်းလောက်ကင်နေတာပဲငါလည်းလောက်ကင်နေတာပဲငါလည်း ဒီကဏ္ဍ၅ပါးကိုပဲရုပ်ကြီးအကုလိုက်ငါလည်းစားနိုင်သေးတာပဲဆိုဝေဒနာအကုလိုက်ငါလည်းဒီအကြောင်းကျိုးကိုအကုန်မှတ်မိတာပဲဆိုပြီးပညာအကုလိုက်ငါလည်းငါစေဒနာလည်းလာတာပဲဆိုစေဒနာအကုလိုက်ဟိုငါစိတ်နဲ့ငါပဲဆိုပြီးစိတ်ကိုအကုလိုက်နာပါဇရုပ်မနဲ့နေကြအာကုန်အာကုန်နေကြတယ်ဒုသကဏ္ဍသစ်ပင်တယ်ပါတယ်လို့ ကဏ္ဍသဘင်ဖြစ်ပြီးဒီကရနေကြပါတယ်အဲဒီကဏ္ဍသဘင်ကိုကျွန်တော်ကအာကိုလုံးနေနဲ့ကိုတော့ရုပ်အာကိုလဲရုပ်ကတော့ကြမမာလိုက်ဝုံးနဲ့ပြည့်ကြလိုက်ဝေဒနာအာကိုလဲကောင်းစားတာလေးကတော့ကြအိဋ္ဌတရားကိုပြုတ်ကြလိုက်ဒါဖြင့်ရေမြောက်လာတဲ့ပုဂ္ဂိုလ်ကဆွမ်းပြီးဆွဲရဆွဲတာပါမှန်ပါပါရေမြောက်လာတဲ့ပုဂ္ဂိုလ်ကဆွမ်းပြီးဆွဲရဆွဲတော့ပြုတ်မကြမှာကဏ္ဍသဘင်ကရှိရရှိပါဘူးဒီဘက်ကဏ္ဍပင်ကြီး ဝေဒနာကနာပင်ကြီးဒီရတဲ့ပင်မျိုးမျိုးပေါ့ကွာအဲဒီ၅မျိုးကလုံးဒီဃာရမတွေကဆွမ်းမိဆွဲဆွဲလို့ပြုတ်ကြတယ်ပြုတ်ကြတဲ့အခါကျတော့သူကကမ်းဖက်လက်မျောလာတော့ဟောကြစေဆွမ်းမိဆွဲဆွဲတော့ဇုံဆွဲလိုက်မှာပေါ့ကွာဇုံဆွဲတဲ့တဏ္ဍာကနာတဲ့ပင်ကလည်းအခြေမရှိအခြေမရှိတဲ့ပြုတ်ကြလာတာပေါ့ကွာအရင်ကမျောသမား အခုပြင်ကြရတဲ့ကိုပေါ်ပြီတာပေါ့ကမျိုးလုံးတွေသဲတွေဝင်တခါတဲ့အကမ်းမြောက်ဖြစ်မှာအကမ်းမြောက်မြို့ပါပဲမြို့ပါဘာလို့သစ်ပင်ဖြစ်ဘူးပေါ့မှန်ပါဗျာဒါပြန်ငကောကမြောသမားရောက်ရကြတော့မြုပ်သမားမှန်ပါငကောကတဲ့သဏ္ဍာန်ကိုတောင်းပြီးမြောလာရတယ်ရောက်ရကိုခန္ဓာကိုအကုလိုက်တဲ့ငါဘာသလုံးကတော့ပြုတ်မကြတာရှိရတာမရှိပါဘူးပြုတ်မကြတာမရှိတော့ဘူးဒါရီပြုတ်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 ပြီးကြတော့ ဆွဲသမားမြုပ်သမားမျောသမားဟာမှာငကူကမျောသမားတက်တယ်အခုဘာဖြစ်သွားလဲမြုပ်သမားတို့ရောက်ရဘောကပေတော့မျောရောက်တော့မြုပ်ရောက်တော့ကိုယ်ခန္ဓာငါးပါးကိုအခုလိုက်တာပေတော့တဏှာမျောလိုက်ရောက်ရကြတော့မြုပ်ဒါပြန်သံဃာရဲမှာတပည့်တော်နောက်တော့က မယ်လို့နေခဲ့ကြရုံလို့ကိုယ့်ကိုယ်ကိုစဉ်းစားဖို့အရေးကြီးပါတယ်ကိုယ့်ကိုယ်ကိုစဉ်းစားဖို့အရေးကြီးတဲ့ခါကျတော့သေပြီးမျောပါတယ်ဗျာရောက်ရကြတယ်လေအာမကိုကောင်းတာအကောတော့ကြောင့်တပည့်တွေတို့ဒိဋ္ဌိနဲ့အပယ်လေးပါမျိုးပါပါတယ်ငါဟာဆိုပြီးဆွဲလိုက်ယုတ်ကဟာဆိုပြီးဆွဲလိုက်ယုတ်ကမခိုင်းလို့ပြုတ်ကြတော့အင်းတောကပရိဒီဝဒုက္ခဒေါမနသာရနေငါတို့ကိုကျွနေပြီမြုပ်လိုက် တဘောပါကြဝေဒနာကန္နာသဘင်ဆွဲလိုက်လေမြုပ်တာမြုပ်ပါတညာကန္နာသဘင်ဆွဲလိုက်မြုပ်ပါသင်္ခါရကန္နာသဘင်ဆွဲလိုက်မြုပ်ပါစိတ်ဆိုတဲ့ကန္နာသဘင်ဆွဲလိုက်ကိုမြုပ်ပါဒီခန္ဓာငါးပါးကအနိစ္စတရားဘုမနုကသာဒါကြီးကငါပဲသူပဲယောက်ျားပဲမိန်းမပဲဆိုပြီးသူအကုန်နေကြတယ်သူအနိစ္စတရားသူအကုန်လိုက်တဲ့ခါကျတော့ရှင်သူအနိစ္စတွေဖြစ်သွားတဲ့ခါကျတော့မနုမှာ အကိုရမလွယ်ဘူးလေ။မဲအကိုရလွယ်တယ်ကဘယ်ကျမှဆိုတော့ကနားလိုက်ရင်အကိုရလွယ်ပြီ။ဟုတ်ပါဘူး။อืมနားလိုက်ရင်အကိုအိုးလိုက်ရင်ဟုတ်ပါဘူး။အကိုရလွယ်ပြီ။ဒီလိုဖြင့်ခဲ့ရကြီးရဲ့ဒီလိုဖြင့်ခဲ့ရကြီးရဲ့မလာဘူးလား။မလာပါဘူး။တိုင်ခဲ့ရကြီးရဲ့ဆိုတော့ဆိုတော့ပြုတ်ပြလို့ပေါ့။မလာပါဘူး။ပြုတ်ပြလို့ရှိရင်ဖြင့်ပြုတ်ဆိုတာမျိုးပါလေ။ကျန်လာတော့သေချာမှဆွဲတဲ့လူပေါ်မှာပြုတ်တယ်။မလာပါဘူး။ ငါဟာဆိုပြီးဆွဲလိုက်တယ်တန်မြတ်ခီးတယ်ကဒီဘက်ကလည်းငါဟာဆိုပြီးဆွဲလိုက်ပြုတ်ကြတယ်ဒီဘက်ကလည်းငါဟာဆိုပြီးဆွဲတော့ဒီထက်ရေတွေကိုမကောမမြောလာတဲ့ငါဟာဆိုပြီးဆွဲလိုက်တော့အတင်းအရမတက်ရှင်သွားလို့ဆွဲလိုက်တော့ပြုတ်ကြတယ်ဒီမှာလည်းခန္ဓာ၅ပါးကဏ္ဍသက်တယ်ဘယ်မှာအကုလို့မရဘူးရုပ်ကြမှာကြီးပဲလို့ပြေးခါရမယ်သာလင်ခေါင်းခန္ဓာ၅ပါးကို ကိုယ်ခန္ဓာ၅ပါးကိုဘုရားကိုယ်စီဘုရားကိုယ်စီနှောကိုယ်စီမရှိတာကိုတောင်းကြီးပြောဝေးဘာနဲ့ဘာနဲ့ကြောင်းငိုးနေကြတယ်ဆိုတော့အာကုလုံးဘုရားလက်မောင်းကြီးပြုတ်သွားပြီလေများထားများငိုးနေတယ်ကလေးဘုရားသိတဲ့ပုဂ္ဂိုလ်တွေလေဘုရားဟာဘာနဲ့ကြောင်းဘာဖြစ်ကြတယ်ကိုယ်လက်မောင်းလုံးမဟုတ်ဘူးရှိရသားဘာနဲ့ကြောင်းလက်မောင်းကြီးပြုတ်ကြပါလိမ့်တောင်းကြီးပြောပါလိမ့်တော့မွေးရဲ့မနဲ့ကအာကုလုံးဘုရား ်အကုထရဟိုကခန္ဓာသက်ပင်ဆိုတော့ပြုတ်ကြတယ်ရှင်းမလားရှင်းပါပြီအဲ့ဒါသေလင်းဆုံးမြေမြုံမောင်းသေးနမသေးလူလေးပဲအကုနေတယ်ဆိုတာတွေကပြုတ်ကြမှာတွေအကုနေတယ်ကြောင့်မင်းတို့ဒီကားလို့ရှင်ပြီးဖို့ရပဲစိတ်ကူးနေတဲ့ပုဂ္ဂိုလ်တွေအပါဝင်ပြည့်မှန်ပါပါဘုရားပြုတ်တာကိုအကုလို့ရှင်မြေမြုပ်ခြင်းတဲ့ပုဂ္ဂိုလ်ပဲမှန်ပါပါဘုရားပြုတ်တာအကုရင်ပြုတ်ခြင်းတဲ့ပုဂ္ဂိုလ် တဲကိုမတဲ့သေးဘူးကောမင်းတို့ကလည်းယောက်ျားလည်းမိန်းမအားကိုမိန်းမလည်းယောက်ျားအားကိုတနည်းအားဖြင့်စိတ်ဆွေးကြတဲ့ခါကျတော့ကိုယ့်ကိုယ်ကိုအားကိုနဲကိုယ့်ကိုယ်ကိုအားကိုတဲ့ခါကျတော့လက္ခဏာသက်ပဲယောက်ျားမိန်းမအားကိုပြန်တော့ဘာမှအကန့်သက်ပဲမိန်းမယောက်ျားအားကိုပြန်တော့ဘုန်းမင်းတို့ဥစားခဲ့နေပြီအားကိုကတဲလွဲနေတာ ဘာနဲ့ရေစားထားတဲ့ကဏ္ဍသက်ပင်ကြီးပေါ့။ကိုင်းနေတဲ့ကသူကငကုတ်လဲမဲ့ဆဲဆဲကြီး။ယူမဲ့ပြက်မဲ့ဆဲဆဲကြီးအကုတ်နေကြတယ်ရှင်လွယ်ပါ။အဲ့ဒါကြောင့်မင်းတို့ကတော့တန်လျာခီးတယ်ဒီမျောလာတယ်။မျောလာလို့ရှင်မြှုံမိဆွဲရတော့မင်းတို့ဆွဲတော့မှာ။အဲ့ဒါဘဝတဏ္ဍာလို့ပေါ်ပြီ။ရောက်ရမှာကိုယ်ခန္ဓာကိုယ်ခန္ဓာဘတ်ခေါ်ကြ။ဘဝတဏ္ဍာ။အဲဘဝတဏ္ဍာနဲ့ဆွဲပြန်တာပဲတဲ့။ ရောက်ရခင်တွေ့တဲ့ဘဝတည်းမျောလာရတဲ့ကလေးဒီဘဝခင်တွေ့တဲ့တဏှာကြောင့်နောက်ဘဝခင်တွေ့တဲ့တဏှာကြောင့်မျောလာမျောလာရရောက်ရခန္ဓာကိုပဲဘဝတဏှာကခင်မြန်တယ်ဒါဖြင့်တောင့်တတဲ့တဏှာကတောင့်တရောက်တဲ့တဏှာကဘဝတဏှာတဏှာပဲမျိုးပါလေမျိုးပါဘူးဘဝကထူထောင်တဲ့တဏှာကမျောတဲ့မျောခြင်းတဲ့တဏှာမျောအောင်လုပ်မဲ့တဏှာဒီဘဝရောက်ရခင်တဲ့တဏှာကမျောအောင်လုပ်မဲ့တဏှာမှန်ပါ သဘောပါကြမင်းတို့ဘယ်တော့ခိသတ်မလို့တဲ့မျောသမားမြုပ်သမားဖြစ်မှာဘယ်တော့ခိသတ်မလို့ဆိုဒီပါဠိလိုလာတာရှင်းမလားအခုဒီဒကာဓမ္မတွေဘာဖြစ်နေကြသလားရှင်တွေဘာဖြစ်နေကြတော့ဆိုတော့ဟိုကိုယ်လက်ကိုချင်းနဲ့ကိုဆောင်ဟန်ကိုကန်စားအထောက်ပံ့လေးတွေရှိဘာပူရရှိသလုံးနိုင်တော့ကြပြုတ်ကြမှန်ပါဗျာဟမ် တော့ကျင်ကြတော့ဘာဖြစ်ပြုတ်ပြကုန်လေကိုချွနေလမောင်းပြုတ်ပြီကျုပ်ပြင်သေးတာသေးနေတာဘူးဥသေးရမနေနဲ့သေးရမှာပဲထုတ်ဘူးလားဘာကုန်နေကြတာတော့ဆိုတော့ဘာနဲ့ပြောကြကန္နာသေကန္နာသေပြန်အကုန်တော့မပြုတ်တဲ့ပြန်လို့ရှိပါ့မရှိပါဘူးဩော်ဒါပြင်ခက်ပါသေးတယ်အင်းချစ်စရာခက်ပါသေးတယ်မနေ့ကမြောက်လာတဲ့အချိန်မှာ အမကောကောနဲ့ကဏ္ဍငါးပါးကဏ္ဍသစ်ပင်ကိုကိုယ်ကဏ္ဍငါးပါးကဏ္ဍသစ်ပင်ကိုအတင်းဆွဲပြန်တယ်အတင်းဆွဲပြန်တယ်ဆိုတော့မြုပ်မှမြုပ်ပါမြုပ်ပါပါဘုရားငါကဘယ်လိုလာခဲ့ရလဲမြောပါဘုရားငါကတဏှာနဲ့ဆူတောင်းမှုမြောလာမှန်ပါဘူးရောက်ရကဏ္ဍခင်တွေ့လိုက်တော့ကိုဆွဲပြန်တာဆွဲပြန်တာဆွဲတာဘာဖြစ်မှန်းသိဘူးမြုပ်ပါဘုရားမင်းနဲ့လမ်းစကံပြောစမ်းပါအောင်ဆိုတော့တပည့်တွေကဘာတော့မပြောနဲ့တော့ဗျာမြောမှမြုပ်မှတက်တက်ဖြစ်မှန်ပါဘုရား မင်းလည်းဆိုကြ။ရောသမားမြတ်သမားတွေ။မြောင်းမြောင်းမြတ်သမားတွေပဲ။ဒါဖြင့်ဒီတဏှာကြီးလည်းမခံဒီကဏ္ဍသစ်ပင်တွေကိုလည်းမနစ်ကအာမကိုကောင်းဘူးလို့မသိသေးတဲ့ကာလပတ်လုံးတော့ကိုယ်ရေလည်းမခံဟုတ်လားအာကိုကောင်းမှလည်းမသိမသိသေးတဲ့ကာလပတ်လုံးတော့မြောသမားမြို့သမားဇတ်ထုတ်မှတော့ဘာဆက်မခင်းကြမရှိဘူး။ပေါ်ကြလား။ဘာဇတ်ထုတ်ခင်း။ဘာဇတ်ထုတ်မှသိတယ် ကိုယ်စားထုတ်ရတော့ပါတော့ယောသောဓမ္မပြောပါဘောဗလားကောအဲ့ဒီမှာဒုစရသလဲဟေယောဘာလုံးကဘယ်ဘဝရောက်ရပါလိမ့်ကအမျိုးတွေတော့လုံးမလို့ပြန်တယ်အမျိုးတွေတော့လည်းပန်းလေတင်တရားတွေရှိခိုးသံဃာတွေလာတဲ့ကာလမင်းမျိုးဘုံထိုက်တံလောက်သူချက်တန်းရပေးချက်ကန်းရကိုတားပြီဘာမှသူကောင်းနေနဲ့မျိုးမမျိုးမပြင်မှာလုတ်ပြရည်လို့ပါမှာမျိုးရဖြစ်တဲ့အောက်လမ်းမျိုးရဖြစ်တဲ့အောက်လမ်းမှာ လွယ်ရပါလိတဏှာယကံပါလိကာဏသပင်နဲ့မကြုံရပါလိခန္ဓာကာဏသပင်နဲ့မကြုံရပါလိဆိုခန္ဓာမရမှာခန္ဓာမရပါလိဤမှာကြိုက်တယ်ရှင်းမလားရှင်းပါဘူးဩော်ဒါပြန်နောက်ကုန်းကတပည့်ရဲ့စัจ ජ ုရမန္တအကြပြမှာမျိုးဖြစ်ခဲ့လေရော့လာလို့ဆိုတာကတော့အဲ့ဒါမပြောတော့ဖူးကွမောင်းထွန်းတယ်ရမလားပါဘုရားမြောသမားမြုပ်သမားကတော့မရပါဘူးရှင်းမလားရှင်းပါဘူး ဒီခါကဘာလို့ချင်ညာသေးတော့မြေသမားဘုရားပဲနေခြင်းသေးလားမြုပ်သမားဘုရားနဲ့ပဲဂျင်းနဲ့နေကြသလားလို့မေးမလို့ဒီမှာဂျင်းနဲ့ဆရာမရှိဘူးဆိုတော့သဘောပါအဲ့ဒါဒါဖြင့်ဘုံဘုရားကိုဘယ်တော့မှသူ့မတောင်းရင်မမြုပ်ဘူးခန္ဓာငါးပါးဘယ်တော့မှအာမကုတ်ဘူးဆိုလို့ရှိရင်မမြုပ်ဘူးဘုံဘုရားသူ့မတောင်းရင်မမြုပ်ဘူးခန္ဓာငါးပါးကိုအာမကုတ်ဘူးဆိုရင်မမြုပ်ပါဘူး ဒါတော့ဟောရေးကြည့်တယ်မှန်ပါပါမကြည့်ဘူးလားကြည့်ပါပါညဏ်နာနဲ့ထောင်ပါလို့သတိပေးနေတယ်မှန်ပါပါဘာနဲ့ထောင်ညဏ်နာနဲ့ထောင်ဘုံဘဝစုတောင်းတကပါသမားတို့မှန်ပါပါအဲရောက်ရခန္ဓာကြီးကိုအကုရကမှန်ပါပါအဲအဲ့ဒါတဏှာလည်းမသေးခန္ဓာလည်းမချုပ်ဆိုရင်တော့မင်းတို့ကြွားပြီးကြွားမှန်ပါပါတဏှာမသေးမျောနေဦးမှာမှန်ပါပါ ခန္ဓာမဆုံးလို့ရှိရင်မင်းတို့ခန္ဓာကပဲနှိပ်စက်ပြီးမြုပ်အောင်လုံးမယ်တဘောပါဒါရင်ဘယ်နဲ့လုပ်ကြမလဲတဏှေခံပြီးခန္ဓာပြောင်းမှာပဲဘယ်လိုမှတ်ကြမလဲတဏှေခံပြီးခန္ဓာပြောင်းမှာလူရင်ဆိုင်မယ်ဆိုတာမောင်ထွန်းတင်တို့ပြည့်စုံချက်ချက်မှတ်ဖို့ပါပဲမှန်ပါပါဩော်ဒါဖြင့် မသိသေးခင်ကတော့တို့ဆူတောင်းနေတာဘာတော့အောင်လဲနောက်ဘဝကောင်းစားရလအောင်လဲမဟုတ်ဘူးမျောသမားဖြစ်အောင်လုပ်နေတာဘုံဘဝတွေဆူတောင်းလာပါလားမျောပါဘူးပြင်ပြီးကြပြင်ပြီးပြင်ပြီးမှပဲခင်ဗျားတို့စေရရမှာပဲတမလို့ရှင်တမျောတမျောနေဦးမှာပါဒီကနေ့ကြီးကအာမကိုကောင်အာမကိုကောင်ဘူးဆိုတာကိုသိကြပြင်ပါဘူးအာကိုရမတဲ့နဲ့ဦးဇင်းစုနဲ့ဇင်းစုတိုးလာတယ်ပြင်ပါဘူး ကျွေးမွေးနေပါတော့ကျွေးမွေးနေဝိဇင်းစိုးနိုင်ခြင်းစိုးတိုးလာတယ်ဆိုတာကသဘောပါဟောင်းပြီဒါဖြင့်နောက်တုန်းကဘယ်လိုနေခဲ့ရလဲဆိုတဲ့ကိုယ့်ဖြစ်သူကိုလည်းပြန်တွေးလို့ရှိရင်ဖြင့်အင်းလွန်ရတာတကွမအောင်ပါဘူးပါသေးရဲ့ပါအင်းဘာသမားဖြစ်ခဲ့ကြမကျွန်းတယ်လွန်လိုက်ပါတော့ ညာလင်းမြာကိုရောက်ကြတယ်ဘုံဘွားစုတော်ငါကဘာဖြစ်ခြင်းလို့ရောက်ရခန္ဓာကြီးကိုဘုရုလူသင်ရမလို့အာကိုရကရုပ်ရှင်မြင့်ရှင်ဘုတော်သဘောပါဘုအဲဒီလိုက်နေဘက်ကကိုဒီလိုက်တရားပဲဒီဥစ္စာသဘောပါဘုမျောသမားဆိုတာဘာပါလဲဘုံဘွားစုတော်ကမျောခြင်းလို့တော့ ရောက်ရခန္ဓာကြီးကိုငါအကုလို့ပြီးကြတယ်သူလည်းကြမ်းမှာပါသည်ကျုပ်ဘာမှမပူပါဘူးဆိုပြီးခန္ဓာကြီးဆွဲတယ်မျိုးလုံးလေးကောင်းတယ်ကျုပ်မပူပါဘူးနားလေးမဆိုင်သေးတယ်ကျုပ်မပူပါဘူးဆိုအာကုပြီးဆွဲပြီပါမဆွဲဘူးလားဆွဲပါဘူးအင်းဒါဖြင့်ဆွဲရင်လည်းဘာဖြစ်မှထင်ကြဆွဲရင်ပြုတ်ကြပြုတ်ကြပြုတ်ကြရင်မျိုးပါ ဲ့နဲ့သံတဲ့ခီးတယ်မာတဲ့ဒကာဓမ္မတွေသိတဲ့တိုင်းမျောလာတော့အရန်ဆွဲပြစ်ဆွဲပါဘူးခီးရလဲရှေပါပြီနဲ့ကွာမျောခဲ့ရတာကမှန်ပါဘူးတွေ့ရတွေ့ရကြတော့မလုပ်ကြအတင်းဆွဲတာပဲတွန်းခင်တာပဲဒီသားမယားကိုလည်းအတင်းခင်တာပဲသူမာတော့အာကိုရမရှိဘူးမမရေသူ့ပဲအာကိုနေရတယ်ဟာဘာမှစစ်စိမ်းနဲ့မင်းတို့ဆွဲလိုက်တဲ့ဖြစ်ချင်းမှာ တရားမှာဆွဲနေတာမဟုတ်ပါဘူးဒီသားလေးပဲအာကိုနေရတာပဲဒီသမီးလေးပဲကိုနဲ့ငါဒီမျိုးလုံးနဲ့ဒီခန္ဓာကြီးပဲအာကိုနေရတာပဲဒီပညာလေးပဲအာကိုနေရတာပဲဆိုသင်္ကာရခန္ဓာလေးများအာကိုချနေတယ်ဘာဖြစ်ချင်လို့တော့မြုပ်ချင်လို့ပါမြုပ်ချင်လို့ကွာရှင်းညဗလားတန်မြာထဲမှာနောက်ဆုံးကဘယ်လိုနေခဲ့ရတော့အကောင်းများပါသေးလို့ပါပါ ဘာနဲ့ဘာနဲ့ကျုံနေကြအဲ့ဒါကြောင့်ဖြစ်တယ်ကောမင်းတဲ့ဥစ္စာကအမျိုးနဲ့အမျိုးဖွဲ့မင်းတဲ့ဥစ္စာကမိတ်ဆွေဖွဲ့မင်းချစ်တယ်ဘာမိတ်ဆွေဖွဲ့အမျိုးနဲ့အမျိုးဖွဲ့မိတ်ဆွေဖွဲ့နေလို့ရှိရင်ဘင်းမျိုးဆိုတာလေတနာမျိုးတာမျိုးဆိုတာကဒိဋ္ဌိကြောင့်မျိုးပါဆွဲမိဆွဲရတာဆွဲလိုက်တဲ့ဒိဋ္ဌိပါဒံကြောင့်မျိုးပါ ဒါဖြင့်အခုနေကြထိုင်ကြပုံတွေဒီတိုင်းပဲကိုအကိုအကိုနေပြန်လို့ရှိရင်လည်းလွဲကြလိမ့်မနော်ဒီခန္ဓာကြီးအကိုနေရင်လည်းမြုပ်လိမ့်မယ်ဘုံဘွားတွေဆိုတောင်းရင်မြုပ်ပါဘူးဒီရောက်ရမှာခန္ဓာကြီးအကိုကြံမြုပ်ပါဘူးဒါနှစ်ခုလုံးပြင်မရမှန်ပါဘူး မနေရမရမရဘာလို့ပါမလဲအာတော့ဒါကခဏဘက်ကတိုင်းကိုနရီလုတ်တယ်ကွာနရီဆိုတော့မြစ်မြစ်ပြပြီးဟောတယ်သူကဲဒါဖြင့်အမျိုးလဲဒီတဲ့ကြိုက်မဲ့လူတော့ဘာမှမဟုတ်ပါဘူးမှန်ပါဘူးကိုကြိုက်ကြိုက်တယ်မကြိုက်တယ်ကိုယ်နဲ့လုံနေပါနဲ့တချို့လူကြိုက်တော့မကြိုက်ဘူးကိုတော့ ဟိုဘဝဒီဘဝရောက်ပါလေနိဗ္ဗာန်မြတ်စွာကြားဆိုပြီးဆုတောင်းရတောင်းမှာအဲ့ဒါဗဇက်ကသာမကြိုက်တာသူကအဲအလုတ်ကလုံးရဆိုရင်အလုတ်ကဝင်ကျူးပြီးတော့တဘောပါဒါပြန်ဒီဓမ္မတွေဘယ်နဲ့လုတ်ပြမလဲအမျိုးလဲလော့အောင်အမြုပ်ကောလော့ရလိမ့်မယ်ဆိုတော့ဒီလိုလုပ်ရမယ်တဲ့ဒီခန္ဓာကြီးကိုမျောလာတာတော့ဖြင့် တဏှာလည်းကင်းသွားမယ်ဆိုရင်အမျိုးရမှာဘုရားအာဟုမှုမရှိရင်လည်းအမျိုးရမှာတဘောကြဒါဖြင့်တဏှာမရှိရင်အမျိုးရမှာခန္ဓာငါးပါးအာမကုလို့ရှိရင်အမျိုးရမှာဘောလာပြီကွာဘောလာပြီဘောလာပြီဒါဖြင့်ဒီဥစ္စာကိုတို့ဘာမှပြောစရာမရှိဘူးဥပဒနာရှိရတယ်မှန်ပါဗျာ မျောလာတဲ့ပုဂ္ဂိုလ်ကခဏရဟင်မျောရင်မတတ်နဲ့ပဲဘယ်ဥပဒနာရှုဥပဒနာရှုလိုက်တဲ့အခါကျတော့လည်းဒီဖြစ်တယ်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 ခဏကြီးဒီလိုပဲရှုပေးကြပါနော်အဲကဲတဲ့ဒီခဏကြီးကိုဖြစ်တယ်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 နဲ့ရှု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 ပေးလိုက်တဲ့အခါကျတော့ဖြစ်ပြတာမြင်နေတော့သူ့ကိုယ်ကငိုမခံရမမြဲတာမှန်းသိတော့အာကုသေးရဲ့အာကုရောအာကုရောသူ့လမ်းဆွဲသေးရဲ့ မမဆွဲရင်မြုပ်เสียမရှိပါဘူးသူ့မှာအမကိုတော့ပဲကွာသူ့အမကိုထားဒီကားလဲဆိုလို့ရှိရင်ဖြင်းတဲ့ဖြစ်ပြန်မြန်လို့အိဋ္ဌာမြန်လို့အမကိုကြတာပါအမကိုတဲ့ခါရဒီခန္ဓာကြီးမျိုးကိုနောက်လိုခြင်းသေးရဲ့မလိုခြင်းလို့ရှိရင်တဏှာကြီးကလည်းခန္ဓာမလိုခြင်းတဏှာကြီးခန္ဓာအမကိုရင်ဒိဋ္ဌိခန္ဓာတပည့်ကြ ဒိဋ္ဌိပြုတ်ပါတယ်တဲ့အာမကိုရင်ဒိဋ္ဌိပြုတ်မှန်ပါပါနောက်မလို့ခြင်းလို့ခြင်းတဏှာကြီးခံတယ်မှန်ပါပါနောက်ဘဝမလို့ခြင်းတဏှာကြီးခံပါအခုခန္ဓာကြီးအာမပြုတ်အာမကိုရင်ဒိဋ္ဌိပြုတ်ခံပါဒါပေမဲ့ဒိဋ္ဌိပြုတ်တော့ဒိဋ္ဌိပါရံနဲ့ဆွဲသေးရလားမဆွဲပါဘူးဒိဋ္ဌိပါရံနဲ့လည်းမဆွဲဘူးနောက်ခန္ဓာလည်းမလို့ခြင်းဘူးဆိုတော့ဒီပုဂ္ဂိုလ်ဒီဒီကံပူဇာလို့ပါတာခံရတဲ့ပုဂ္ဂိုလ်ကဘယ်လည်းမဆွဲတော့ပါဘူး <laughs> ဟုတ်လားဘာဘွားကလည်းမျိုးစင်းကိုလည်းရွှဲလိုက်တာလေဆိုတော့အမှန်တမ်းရှင်းတော့အဲငေကမှုကမ်းကလက်ခံလို့ရှိတယ်ဒီလိုတော့ပါရတော့မှာလည်းဘိုးတို့မလို့ရဘူး။ဒါဖြင့်ဘုသတ်ကိုရှင်းမှာရ။ဒီကနေ့ဆိုတော့ဒီကနေ့ဒီလိုဆိုရင်အမှန်လို့ရှင်းတော့ရှင်တယ်ဆိုရင်ဒီကနေ့မှမလို့ရှင်လို့ရှင်ရင်နောက်ခံတာပဲနဲ့ ဒါနဲ့ဆန်းပါ့ဗျာဒါနဲ့ဆန်းပါ့တယ်ဒီကနေ့ကသစ္စာနဲ့သစ္စာရဲ့ရှိတာပဲဒါတွေမှသူ့ဆုံးရအောင်မပိုင်းမမဆိုင်ဘူး။ငါကငါငါဆံမဟုတ်ဘူး။ရုပ်သူ့ကြတာသူ့ဆဲနေဆဲဘူး။ဆဲဆဲတော့သူကလည်းတော့မျိုးအောင်လုပ်နိုင်ရတယ်။ရုပ်သူ့ကမျိုးအောင်မလုပ်နိုင်။ငါကမျိုးအောင်မလုပ်နိုင်။ဘာကြောင့်ရုပ်သူ့က ်ဘူးသူ့ပြောမှမဟုတ်ပါဘူးဒုက္ခကလည်းပြောမှလည်းနဲ့နာရတဲ့နှမျောနေဆိုလို့ပြောဒီဘုရားသဘေပုဂ္ဂိုလ်ပူရသောဆိုတဲ့တိုင်းနိဗ္ဗာန်ဟိသောစိတ်ကမ္မမှာတူတူကြီးရှိတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ဟိသောစိတ်ကမ္မမှာတူတူနေပြီဒါလည်းဒီပါရင်လည်းဆိုလို့ရှိရင်နာမျောကိုလည်းမခံနိုင်ကြတော့ ဒုက္ခနဲ့ဒီသံဃာကြီးကိုအာဟုလို့ပြန်ဆောမှုပါရဲ့မရှိတဲ့အတွက်သူမှမြေဆရာမရှိဘူး။မြေဆရာမရှိဆိုတဲ့ဒီလိုဒီဓမ္မတွေရှင်းပြ။ဒါကြောင့်ဝိပဿနာလုပ်မှတပါးဉာဏ်နဲ့လည်းကြောင်းနိုင်တဲ့လို့ပြောချင်ပါတယ်။ဘောပါရဝိပဿနာလုပ်မှတပါးဉာဏ်နဲ့လည်းကြောင်းလုပ်နိုင်တဲ့ဒီလိုမရှိတော့ဘူး။ ဒါပြန်ဒီဘယ်မှာလဲဘာလို့ဒီကြမလဲဒီကနာရင်းကနာဘာလို့လဲဘာလို့ဘုရားကဆုစုတကာနေလို့ရှင်ရုပ်ထံသာကိုမလို့ခြင်းဖြင့်လည်းနောက်ထံသာမရတော့ပါဘူးဆိုတော့ကနာမျိုးလို့ကြားပြီးဘုရားကလည်းမဆိုင်မှုမမြဲမှုမကြည်ကားမှုကိုတိုင်နိုင်နိုင်ကြည့်ရင်သူ့အကူတွေအာမေရဂုရုကိုဆို ဒီကံအူကံကံဒီကံကနောက်ကံနဲ့လည်းဆင်းရဲဆန္ဒရေးခံတယ်။ဒါကဒီကြည့်တော်ဘူး။အရင်ကမြောင်းမောင်းလို့ကနေဟုတ်သေးရလားဆိုတော့ပြန်တယ်လို့ပြောတယ်။ဒါလို့ပြောတယ်ဒီကံကိုပြောရကြံကြံကြံမြေမဆင်းမလို့ရဆဲတယ်မြေမဆင်းမလို့ဟောလူလို့ပြောတာမြေမဆင်းမလို့ရဆဲတယ်ဟုတ်လား ဒုက္ခနာသမယောဆိုတာဘုရားဘုရားဆိုတာတော့ကြာအဲ့ဒီပုဂ္ဂိုလ်ကြီးအခုမြေမှာဆင်းနေသူမတွေ့ရဘူးဒုက္ခနာဆင်းနေလဲဒါလည်းမတွေ့တာဘူးဘုရားကပြောတာဘာပြောတာလဲတောင်းနေရင်ဘုရားလည်းပြောတာသစ္စာဟောင်းကြီးရောဒါတော့အခွေရမယ်ဆိုတော့သူ့ဘုရားဘုရားကလည်းလို့လို့ဆိုရင်မိုက်ခံလို့ပါ မေငါမေငါကမလွတ်ပါလေဆိုတော့သဘောကျတယ်။အဲဒါပဲလို့ဒီစဉ်ပြောရတယ်။